အဲအားလုံးပဲမင်္ဂလာပါဗျတစ်ခါလေးမှာချီပလာလက်ပလာနဲ့လာခဲ့ပေမဲ့ထိတ်တန့်စစ်အောင်မြင်သွားတဲ့သူတွေကိုကျွန်တော်တို့ပတ်ဝန်းကျင်မှာတွေ့ရတတ်ပါတယ်။အလိုပဲတစ်ခါတလေမှာကျွန်တော်တို့ကအဲ့ဒီသူတွေကိုတိတ်ဂယူမပြုတ်ဘူးပဲမျက်စိရှမ်းပြီးကြော်သွားတတ်ကြပါတယ်။ကျွန်တော်တို့မျက်စိရှေ့မှာရှိနေမယ်မြင်ပြီးတဲ့အောင်မြင်သူတွေအထဲမှာမန်စီနောက်ခံလူနဲ့ကပတင်ဖြစ်ပြီးလက်ရှိပိုင်းကိုညီပြနေတဲ့ Vincent Company နဲ့တူပတ်ဝန်းဖြစ်ပါတယ်။ Company ကသူ့ဘော့ကြောင့်ကိုလိုပဲပြောမှုပါတယ်။ကျွန်တော်ကို Brass ဲမှာမွေးတာပါ။ကျွန်တော်ဖေကကွန်ကိုကနေလာရောက်ခလုံးနဲ့ဒုက္ခသည်ပါ။ကျွန်တော်တို့လူတယောက်က Premier League မှာကစားဖို့ ကစားသမားတအုပ်အနေနဲ့အောင်မြင်မှုတွေရဖို့လေရွေးစင်အသင်းအတွက်ကစားပေးဖို့အခွင့်အရေးဟာ0.00ရာခိုင်နှုန်းပဲရှိပါတယ်။ဒါပေမဲ့ကျွန်တော်လုံနိုင်ခဲ့ပါတယ်။ကျွန်တော်မန်ချက်စတာစီးတီးနဲ့တူတမန်ဝင်အောင်ပွဲတွေရေးထိုးနိုင်ခဲ့တယ်လို့အခုဥရောပထိပ်တန်းအသင်းကြီးတသင်းရဲ့နီးပြလည်းဖြစ်နေပါပဲ။လူတယောက်ကစိတ်ကကောင်းကောင်းနဲ့ဆက်သွားနိုင်မယ်ဆိုရင်အောင်မြင်ခြင်းနဲ့အောင်မြင်မယ်၊ကြာဆုံးခြင်းနဲ့ကြာဆုံးမယ်။အဲ့ဒီအောင်မြင်ခြင်းနဲ့ကြာဆုံးခြင်းတွေကလူတယောက်ကိုပုံပုံကောင်းတဲ့နေရာတွေစီပို့ပေးနိုင်ပါတယ်။ အခြားသူတွေကဘာတွေပဲပြောနေပြောနေ cube site မနေပဲ data city ကိုချိုးဖြတ်ပြီးအောင်မြင်မှုစီရောက်လမ်းဖို့ကိုကိုတွန်းအားပေးကြစမ်းမလို့ပြောခဲ့ပါတယ်ကျွန်တော် company ကိုစပြီးတတိထားမိတာက PS2 FIFA Manager game တွေကပါအဲ့တုန်းကသူကဟန်ဘက်မှာပဲရှိပါသေးတယ်သူနဲ့သူတတိထားမိရဲ့နောက်ထပ်နောက်ခံကိုတယောက်က Water Breaming ကနေတော့ပါသူမျိုးကို game တွေကကျွန်တော်အသင်းရဲ့နောက်တန်းမှာတွဲပေးထားရပါတယ်နောက်သူ Man City ကိုရောက်တဲ့ခြေစွမ်းပြတဲ့ captain ဖြစ်တဲ့ Premier League ဖလား၄ချိန် FA ၂ချိန်နဲ့ EFL ၄ချိန်ရခဲ့ပါတယ် ကွန်မတီကမန်စီးတီးမှကစားနေတဲ့ပညာရေးနဲ့ပတ်သက်ပြီးလည်းအားမနေပဲ2018ခုနှစ်မှာ Manchester Business School ကနေ MBA ဘက်ကိုရောက်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။နေ့ကဘန်နဲ့တူ Bundesliga နဲ့ German Super League ကိုရောက်ထားနိုင်ခဲ့တဲ့ကွန်မတီကအခုဆိုရင်ဥရောပထိပ်တန်းလိရဲ့ Champion တွေတဲမှာအခုချိန်ထိရှုံးပွဲမရှိသေးတဲ့တင်းနေသောအသင်းဖြစ်ရပ်တည်နေပြန်ပါပြီ။ကျွန်တော်တို့ရဲ့ရှေ့ကဖျက်ချော့သွားတဲ့ခကြည့်တဲ့မှာအစဉ်အဆက်ပြောင်းလဲလို့သွားနေတဲ့ကုမ္ပဏီတယောက်ဘလောက်ထိအောင်မြင်အောင်လဲဆိုတာကိုစောင့်ကြည့်ကြပါသေးတယ်။မြို့ဆွေတို့မှလည်းကုမ္ပဏီနဲ့ပတ်သက်တဲ့အမှတ်တရလေးတွေရှင်မျှဝေပေးပါဦး။